ီလာပါညစီခွာဆာဆောင်မနှုတ်ခုစတာပါတယ်အော်တိုဘာလ14ရက်2025ခုနှစ်အင်ကာနေကင်ချင်မျိုးတင်းတော်နဲ့တင်းထောင်မိမဖြစ်သောငါတို့နှမဖိဖိကိုတင်းတို့ထန်တို့ငါတွင်ပင်ဤယောမအော်ရာစာအခန်းကြီး16ခန်းငယ်တင်းခေါင်းစဉ်ကတတ်နိုင်သည်များ ယောမဩရာစာအခန်းကြီး16အခန်းငယ်1နဲ့2တွင်ဖော်ပြခြင်းခဲ့ရသောကင်းချင်းမျိုးသည်ကောရိန္သုမျိုးနှင့်နီးသောပင်လေကမ်းခြေစိတ်ကမ်းရှိသောမျိုးဖြစ်ပါသည်။ကုသယဝယင်းနှင့်ပတ်သက်၍ထူးခြားစွာထင်ရှားသောမျိုးဖြစ်ကရှင်ပေါလုဤသာသနာကြီးစေတွင်ဝင်ရောက်ခဲ့မှုယုံမကထိုမျိုး၌ရှိသောကင်းချင်းမျိုးသူဖြစ်ပင်နေလေရင်းနှီးသောဆက်ဆံရှိခဲ့ပါသည်။ကင်းချင်းမျိုးမှာကနဝန်းအသင်းတော်တစ်ပါးရှိပါသည်။ဖြစ်ပင်သည်တင်ထောက်မှတ်တုံဖြစ်ခဲ့ပါသည်။ ခရီးပေါင်းသူထပ်မြက်သူလည်းဖြစ်ဟန်ရှိပါသည် တမန်တော်ကြီးရှင်ပေါ်လူ၏အာခွန်ချင်းယုံကြည်ခြင်းကိုလည်းခံရသူဖြစ်၍ယုံမသိတော်သူရည်သားသောဩဝါဒကိုဖိပိကာယူဆောင်သွားပြရပါသည်တမန်ချန်းစာ၌တခြင်းသာဖော်ပြခြင်းခံရတော်လည်းအမတန်မှနှစ်သက်ဖွယ်ကောင်းသောဖော်ပြခြင်းဖြစ်ပါသည်ပနမဥစွာတခြင်းကတော့တမန်တော်ကြီးကိုယ်တိုင်က သူမကိုငါတို့နှစ်မှ our sister ကိုခေါ်ဝေါ်သုံးဆွဲပါသည် အမှုတော်ဆောင်ခြင်းမှာတန်းတူမီသဘောထား၍ညီရဲ့အကုံမောင်ရဲ့နှမသဘောထားသောတမန်တော်စိတ်ထားကိုမြင်တွေ့ခံစားပါသည်ထို့ပြင်ခရိယန်တန်ရှင်းသူမှုလည်းထူကာလာ၌ခေါ်ဝေါ်ခြင်းခံရသောသူတို့သည် ပြူရမိဝန်တာမှာအချင်းချင်းလက်ခံကြမှုဖြစ်ပါသည် ခရိယန်ပြည်လင်ခွဲခြားမရပါသူမ၌လူသည်များသော အကူအညီကိုရောမမျိုးကခရိယန်များကတင်ချပေါက်အကူအညီမှဆပြီးမှရှင်ပေါ်လူကမှချပါသည် ရောမမျိုးကခရီးရန်များအတွက်နိုကဝတ်တော်ဩဝါဒစာကို ယူဆောင်လာသော PPA ကုညီရလူသည်များကုညီပေးရမည်ဖြစ်သည်။ရွှေမောလူကသူမထမအကူညီများကိုရယူခဲ့မှုပါသည်။အဲ့ဒီအခါလူများကိုလက်ခံ၍ကုညီပေးရန်ဝန်တာသည့်ခရီးရန်တို့၌ရှိသည်ဟုရွှေမောလူကဖော်ပြပါသည်။ PPA နှင့်ပတ်သက်၍တမန်တော်ကြီးကဖော်ပြသည်မှာတူတောင်းတော်လည်းရောမမျိုးကတင်ဝင်သူများသာမကကျွန်တော်တို့ဒီလည်းရှင်ချင်၍လိုင်းနာစီယာဩဝါဒစာဖြစ်ပါသည်။ ခရီးအဖြစ်လေးယူရလို့မရှိဟိနေသားလို့မရှိပါအဖြူအဝါအမဲမခွင်းချရပါအားလုံးကိုလက်ခံပေးရမှာဖြစ်ပါသည် ထို့ပြင်အကူအညီလိုအပ်သောဧည့်သည်အကန့်အသတ်များကိုအဲဝင်ဖြူရပါမည်အထူးဖြင့်ဖျားကင်တရင်ကောင်းနှုတ်ခွက်တော်ကိုယူဆောင်လာသောအမှုတော်ဆောင်တင်ထောင်ဖြစ်စီကျူရွှင်ရမည်ဖြစ်ပါသည်ဖိဖီသည်အမျိုးသမီးသားဖြစ်တော်လဲအမှုတော်မြတ်မှာပါဝင်သောကြောင့် တမေကောင်းနှင့်ဖော်ပြခြင်းခံရပါသည်ဖျားရှင်ရှင်မှာမျက်နှာရသောသူဖြစ်ရပါ၏တတ်နိုင်သည်များဆက်ကပ်ဖို့ပါနော်အားလုံးဖျားသည်ကောင်းခြင်းပြုပါစေ